ဆိုတော့ financial trading forex trading ကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေက major currency credit currency commodity စသဖြင့်ပေါ့နော် stock စဒါတွေကိုသိပြီပေါ့နော် ဘာတွေထက်ရောင်းဝယ်လုပ်လို့ရလဲဆိုရင်ဒီ financial trading forex trading မှာ indices တွေရောင်းဝယ်လုပ်လို့ရမယ် cryptocurrency တွေလည်းရောင်းဝယ်လုပ်လို့ရတယ် index တွေအောက်မှာလည်းရွေးချယ်စရာ value အများကြီးရှိသလို cryptocurrency အောက်မှာလည်းရွေးချယ်စရာ access ပဲတွေအများကြီးရှိပါတယ်ကိုယ်ကြိုက်နှစ်သက်တဲ့ဟာကိုတော့ရောင်းဝယ်ပြုလုပ်လို့ရပါတယ်ဒီနေရာမှာတလက်စားရဲပြောချင်တာကတော့ cryptocurrency ကတော့မြန်မာနိုင်ငံမှာအစိုးရတရားဝင်ပိတ်ပင်ထားတာဖြစ်တဲ့အတွက် cryptocurrency ရောင်းဝယ်လုပ်ခြင်းကိုရှောင်ရှားပါလို့လည်းကျွန်တော်အနေနဲ့ကတော့ remind လုပ်ချင်ပါတယ် ဆိုတော့ financial trading forex trading မှာရွေးချယ်စရာကတော့ဒါ forex currency ရှိမယ် commodity ရှိမယ် stock ရှိမယ် index ရှိမယ်ဒီလေးမျိုးကိုတော့ ACC ရွေးချယ်ပြီးရောင်းဝယ်လုပ်လို့ရတယ်ဒီလေးမျိုးအောက်မှာလည်း asset pair ပေါင်းအများကြီးရှိရတဲ့အတွက် ဈေးကွက်ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ဈေးကွက်ကတော့အချိန်နဲ့အမျှ liquidity ဖြစ်နေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အယောင်းဝယ်တွေကိုတော့ကိုကမမားအောင်တေချာလေးစင်ကျင်ပြီးတော့မှစနစ်တကျ trade မယ်ဆိုရင်တော့ပတ်စံရှာလို့ရမယ်။မဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ပြောချင်ပါတယ်။ဆိုတော့နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာလည်းဆက်ပြီးကျွန်တော်တို့တွေ့ပါပါဗျာ။